ုဒ္ဓဖရာဟာလမ်းလျှောက်ရင်ဒီကြီးနဲ့ထီလားမထီဘူးလားဗီဒီယိုနဲ့ပြောပြပေးပါလားဖုန်ဖုန်တဲ့ဘုဒ္ဓဖရာဟာလမ်းလျှောက်ရင်ဒီကြီးနဲ့ထီလားမထီဘူးလားဗီဒီယိုနဲ့ပြောပြပေးပါလားဖုန်ဖုန်တဲ့ဘုဒ္ဓမှာမထီခြင်း၃မျိုးဆိုတာရှိပါတယ် ဲ့ဒီမထီချင်းသုံးမျိုးကဘာတွေလဲဆိုရင်၁တပိတ်တော်ကိုလက်တော်နဲ့ပွေပိုက်တဲ့အခါမှာတပိတ်တော်နဲ့လက်တော်ထိမနေခြင်း၂လမ်းလျှောက်ရေးကြွန်မြန်းတော်မူတဲ့အခါမှာကိုတော်မြတ်ဤခြေဘွားတော်နဲ့မြေကြီးထိမနေခြင်း၃ကိုတော်မြတ်ဝိယုံထာတော်တင်ကန်းတော်နဲ့ကိုတော်မြတ်ဤအသားတော်ထိမနေခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဗုဒ္ဓဤမထီချင်းသုံးမျိုးပဲဖြစ်ပါတယ်။အဆိုပါမထီချင်းသုံးမျိုးထဲမှာ ခြေဘွားတော်နဲ့မြေကြီးထိမနေခြင်းဆိုတဲ့အချက်ပါတာကြောင့်ဗုဒ္ဓလမ်းလျှောက်တဲ့အခါမှာမြေကြီးနဲ့ခြေဘွားမထိပါဘူးเนาะအရှင်ဖရာတန်ဃာတော်တွေရဲ့အရေးကိုနေမိရင်ငရဲကြပါသလားဖရာတဲ့အရေးကိုပါဠိလိုစာယာလို့ခေါ်ပါတယ်။ဒါကြောင့်စာယာလို့ခေါ်တာလဲဆိုရင်စာတတိတိစာယာဖုံးလွှမ်းတတ်သောသဘောကြောင့်စာယာလို့ခေါ်တာပါ။အရေးဒီမြင်လိုက်မယ်ဆိုရင်အောက်ကိုမရောက်ဘဲ အထက်ကိုပဲဖုံးလန်းသွားပါတယ်။အဲ့ဒီလိုအထက်ကိုပဲဖုံးလန်းသွားတဲ့အတွက်အရိတ်ကိုနင်းလို့မရပါဘူး။အရိတ်ကိုခိုလုံလို့ပဲရပါတယ်။တာရကတစ်ခုပြရမယ်ဆိုရင်950နိပတ်တော်တုတ္တနုဇတ်တော်မှာဖရာအလောင်းတုတ္တနုမင်းသားဟာရှင်ဘရင်ပေးတဲ့ပန်လျက်ရဲ့သီးရဲ့ခြေနင်းရဲ့ကိုယူပြီးဘလူးနေတဲ့ညောင်ပင်ကိုသွားပါတယ်။ညောင်ပင်တို့ရောက်တဲ့အခါမှာဘလူးက အပင်လူသားအပင်လူသားဟာကျွန်ုပ်ပိုင်တဲ့နေကိုလည်းနေတယ်ကျွန်ုပ်ပိုင်တဲ့ညောင်ရိပ်ကိုလည်းခိုးတယ်ဒါကြောင့်တင့်ကိုကျွန်ုပ်စားခွင့်ရှိတယ်တင်ဒီကျွန်ုပ်အစာဖြစ်ပြီလို့ပြောပါတယ်အဲ့ဒီအခါမှာဖရာလောင်သူတနုမင်းသားကအပင်ဘလူမင်းကျွန်ုပ်ဒီတင့်မျိုးကိုမနှင်းကျွန်ုပ်မျိုးကိုသာကျွန်ုပ်နှင်းသည်ကျွန်ုပ်ဒီတင့်ညောင်ရိပ်ကိုမခိုးကျွန်ုပ်ထီးရိပ်ကိုသာကျွန်ုပ်ခိုး၏လို့ပြောပါတယ်ထိုအခါမှာဘလူဟာစောရကမတက်နိုင်တော့ပါဘူးเนาะ အကယ်၍သာအရေးကိုနင်းလို့ရမယ်အရေးဒီအောက်မှာရှိမယ်ဆိုရင်ဖရာအလောင်းဟာစောရကမတက်နိုင်တော့တဲ့အတွက်ဘလူရဲ့အစာဖြစ်မှာတည်ကြပါတယ်နော်အဲ့ဒီဇတ်တော်ကိုထောက်ဆတော့အားဖြင့်အရေးဟာနင်းလို့မရဘဲခိုလုံလို့ပဲရတယ်ဆိုတာထင်ရှားပါတယ်ဒါကြောင့်အရေးဒီနင်းလို့မရတဲ့အတွက်ခိုလုံလို့ပဲရတာကြောင့်တန်ဃာတော်တွေရဲ့အရေးကိုနင်းမိရင်ငရဲကြတယ်အပြစ်ဖြစ်တယ်ဆိုတာဟာမှန်မှန်ပါဘူးမှားပါတယ်နော်သို့တော်လည်းပဲ မိမိကဂရုဂါရဝတရားထားတဲ့အနေနဲ့တန်ဃာတော်တွေရဲ့အရေးကိုအထူးရှောင်ကြဉ်ခြင်းဟာကောင်းမြတ်တဲ့အလုပ်တော်ဖြစ်ပါတယ်။နားလည်ပါစေနော်။အရှင်ဖေယားလူတွေကဘာလို့ဆင်းရဲနေတာလဲဖေယားဖြေပေးတော်မူပါဖေယားတဲ့။အင်္ဂုတ္တရနိကေဂေါတမေဝတ်ဒီကသာနုတုတ်မှာတခါတပါး၌မြတ်စွာဘုရားသည် ကကရပတ္တမီတဲ့ကောလိယနိဂုံးမှာတရင်သုံးတော်မူနေစဉ် ဒီကသာနုအမိရှိတဲ့ကောလိယမင်းသားတယောက်ဟာဖျားထံရောက်လာပြီးတော့မြတ်စွာဘုရားပိဿုပံជីវွားချမ်းသာကြောင်းတရားနဲ့တန္တရာជីវွားချမ်းသာကြောင်းတရားများရှိပါသလားလို့မေးလျှောက်ပါတယ်။အဒီမှာတော့မိခွန်းနဲ့ပတ်သက်တဲ့ပိဿုပံជីវွားချမ်းသာကြောင်းတရားကိုပဲဦးဇင်းပြောပါမယ်နော်။အဲ့ဒီခါမှာမြတ်စွာဘုရားကဒီကသာနုရှိပါတယ်။ပိဿုပံမှာជីវွားချမ်းသာခြင်းတယ်ဆိုရင်တိဋ္ဌဥဌာဏတန္တရာထကြွလုံလန်းမှုရှိရမယ်။ ထားကြလုံလမ်းမှုရှိုံနဲ့ရပြီလားမရသေးပါဘူးတက္ခလုပ်ငန်းကျွမ်းကျင်မှုလည်းရှိရမယ်အနာလတ်ပဇွဲကောင်းမှုလည်းရှိရမယ်ဥပါယဝိမံပဤပညာလည်းရှိရမယ်တဲ့နှဲ့အရကတံပရာရှာဖွေလို့ရရှိလာတဲ့ပစ္စည်းဥစ္စာတို့ကိုလည်းအလေအလွင့်မရှိအောင်ကောင်းစွာထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်တဲ့၃ကလျာဏမိတ္တတံပရာမိကောင်းဆွေကောင်းတို့ကိုလည်းကောင်းစွာပေါင်းသင်းဆက်ဆံတတ်ရမယ်တဲ့၄တမဇီဝိတာတံပရာ ဝင်ငွေနဲ့ထွက်ငွေကိုလည်းပြတာစွာသုံးစွဲတတ်ရမယ်တဲ့။ဤတံပရာ၄ချက်နဲ့ညီအောင်ကျင့်နိုင်မယ်ဆိုရင်ယခုပြစ်ဆုံးပံမှာကြီးဝါချမ်းသာလိမ့်မယ်လို့ဟောကြားတော်မူပါတယ်။ဒါကြောင့်လူတွေဟာဘာကြောင့်ဆင်းရဲနေတာလဲဆိုရင်ဤတံပရာ၄ချက်နဲ့ညီအောင်မကျင့်နိုင်လို့ဆင်းရဲနေတာဖြစ်တယ်ဟုမှတ်သားထားရမှာ ဖြစ်ပါတယ်။အရှင်ဖေယပရိမိတ်တဇာလသုတ်တရားတော်အကြောင်းရှင်းပြပေးတော်မူပါဖေယတဲ့။ယေဆွာဖေယ ရာဇဂျိုမြို့ဘိစကုတ်တောင်ပေါ်မှာတရင်သုံးတော်မူစဉ်နတ်နဂါးဂလုံးဘီလူတို့၏အကြီးအမှု၁၈ဦးတို့သည်တစ်ချိန်တုန်းကလူတွေကိုဖမ်းဆီးနှိပ်စက်ကြတော်လည်းပဲဖျားရှင်ကြောက်ရွံ့၍တရင်သုံးတော်မူတဲ့အချိန်ကနေစပြီးလူတွေကိုဖမ်းဆီးနှိပ်စက်ခြင်းမပြုတော့တာကိုအကြောင်းပြုဟောကြားရာကနေပရိမိတ်တဇာလာတို့ပေါ်ပေါက်လာတယ်လို့ဆိုပါတယ်အဲ့ဒါကိုတည်တည်ချာချာလေ့လာကြည့်တဲ့အခါမှာကြမ်းအခိုင်အမာမတွေ့ရပါဘူး ဟာယာနကအဆိုလို့သိရပါတယ်အဲ့ဒီလိုဖျားဟောမဟုတ်တာတွေကိုဖျားဟောပုံစံမျိုးထုတ်လုပ်တဲ့အတွက်ကဘာအီးကိုလည်းပဲပါမောက္ခကျုဆရာတော်ကြီးကထောက်ပြဝေဖန်ထားပါတယ်ဒါကြောင့်ပရိမိတ်တဇာလတုဆိုတာဟာဖျားဟောမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖျားအမျိုးချင်းယူလို့ရပါသလားဖျားမှားတာပါရင်ခွင့်လွတ်ပါဖျားတဲ့အင်ဂုတ်တရနိကေ တိကနိပတ်မှာပါလောကတုတ်ဆိုတာ ရှိပါတယ်ပါလောကဆိုတာပျက်စီးခြင်းလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီပါလောကတုတ်ထဲမှာအာဓမ္မရာဂလို့ခေါ်တဲ့မိမိနဲ့ဆွေမျိုးတော်ဆက်တဲ့သူတွေရဲ့အပေါ်မှာမထားတဲ့မထားထိုက်တဲ့ရာဂစိတ်တွေထားပြီးအမျိုးချင်းချင်းပြန်ယူခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီလိုမိမိနဲ့ဆွေမျိုးတော်ဆက်တဲ့သူတွေရဲ့အပေါ်မှာမထားတဲ့မထားထိုက်တဲ့ရာဂစိတ်တွေထားပြီးအမျိုးချင်းချင်းပြန်ယူမယ်ဆိုရင် လောကကြီးပျက်စီးနိုင်ပါတယ်။ဒါကြောင့်အမျိုးချင်းပြန်ယူလို့မရဘူးဟုမှတ်သားထားရပါမယ်။အရှင်ဖေရအယက်သမားတယောက်ကိုအယက်လှူရင် အကုသို့ရပါသလား။ဖြေးချပေးတော်မူပါဖေရတဲ့။မလူကောင်းတော့အလှူဆယ်မျိုးထဲမှာမစ္ဆဒါနမူရစေဝါတေးရီအယက်အလှူဆိုတာပါတာကြောင့်အယက်လှူရင်အကုသို့ဖြစ်ပါတယ်နော်။တချို့ကအယက်လှူလို့ဘာအကျိုးမှမရှိပါဘူးဆိုပြီးပြောပါတယ် မှားပါတယ်ဗုဒ္ဓဘာသာဆိုတာအကြောင်းအကျိုးကိုလက်ခံယုံကြည်တဲ့ဘာသာဖြစ်တဲ့အတွက်အကြောင်းတရားလုပ်ပြီးဆိုရင်အကျိုးတရားဖြစ်ပါတယ်ဒါကြောင့်အရက်လူပြီးဆိုရင်အကျိုးတရားတစ်ခုတော့ဖြစ်ပါတယ်ဘာအကျိုးဖြစ်တယ်လဲဆိုရင်မကောင်းအကျိုးတွေဖြစ်ပါတယ်သူတစ်ပါးကိုပျက်စီးအောင်အရက်လူတဲ့သူဟာဖြစ်လျာဘဝတိုင်းမှာယူသွတ်တတ်ပါတယ်တတိမိလျော့တဲ့သူ ဖြစ်တတ်ပါတယ်အနာယောဂါထူပြောတဲ့သူဖြစ်တတ်ပါတယ်ဒါဟာအရက်လူချင်းကြောင့်ဖြစ်ပေါ်လာတဲ့ မကောင်းကျိုးတွေပဲဖြစ်ပါတယ်။ဒါကြောင့်အရက်လှူတာဟာအပုဒ်သူဖြစ်ပါတယ်။ဖုံဖုံတရားတပည့်တော်မနဲ့အိယာထကူစေနာကြီးစတ္တနာကြီးမှထပါတယ်ဖရာ။အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတာမှန်ပါသလားဖရာတဲ့။ဒါကတော့မနဲ့စောစောအိယာထစီခြင်းလို့လူကြီးတွေက၆ပြီးပြောတဲ့စကားပါနော်။တချို့ကလည်းပဲကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်။ မကောင်းမှုပြုသောသူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏ထို့နောက်ကိုးစားနဲ့သိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူးရှင်များသိ၏လို့ပါရာဇိကံအထကထာသူတိန်ဒကန္ဓအဖွင့်မှာဆိုထားတဲ့အတွက်အဲ့ဒီအချက်ကိုထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုးစားနဲ့တကယ်ရှိကြောင်းသိတာပါတယ်ကိုးစားနဲ့တကယ်ရှိတယ်ဆိုလို့မိမိရဲ့ကိုယ်ထဲမှာစောင့်နေတဲ့နတ်မဟုတ်ပါဘူးမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ တာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေပဲဖြစ်ပါတယ်။မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုနှိမ့်စင်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနဲ့တွေဟာချစ်ပြီးတော့မိမိအန္တရာယ်မကြရောက်အောင်စောင့်ရှောက်ပေးတတ်ပါတယ်။အဲ့ဒါကိုပဲကိုစောင့်နဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုစောင့်နဲ့ဆိုတာဟာမိမိရဲ့ကိုယ်ထဲမှာရှိတဲ့နတ်မဟုတ်ပဲတာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေသာဖြစ်တဲ့အတွက်မနဲ့မိုးလင်းလို့အိယာထနောက်ကြရင် ိုဆောင်နဲ့ကျင်းတယ်ဆိုတဲ့စကားဟာမမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။ပုံပြင်တစ်ပုဒ်လောက်ပြောပြပါဖရားတဲ့။တခါတုန်းကရွာတရွာမှာညီကိုအရင်ပမာချစ်ခင်ကြတော့မောင်ဖြူနဲ့မောင်ကောင်းဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိပါတယ်။အဆိုပါမောင်ဖြူနဲ့မောင်ကောင်းဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာတနေ့မှတော်သေးကိုတစ်ခုတ်သွားကြပါတယ်။အဲ့ဒီလိုတစ်ခုတ်သွားရင်းနဲ့ညှော်လဲ့မထားပဲတက်တာတလုံးကိုရလိုက်ပါတယ်။ တက်တာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတက်တာထဲမှာများစွာသောရွှေတွေကိုတွေ့ရပါတယ်။မောင်ဖြူနဲ့မောင်ကောင်းလည်းဝမ်းသာအားရဖြစ်သွားကြတာပေါ့။အဲ့ဒီအချိန်မှာမောင်ဖြူကမောင်ကောင်းကိုပြောပါတယ်။မောင်ကောင်းတို့မနဲ့ထွက်လာတဲ့အချိန်တည်းကစားစရာထမင်းလည်းပါမလာဘူး။ဒါကြောင့်မင်းရွာပြန်ပြီးစားစရာထမင်းပြန်ယူပါ။မင်းပြန်လာမှပဲထမင်းအတူစားပြီးရွှေတွေကိုတယောက်တစ်ဝက်ခွဲယူကြတာပေါ့ဟုမောင်ဖြူကမောင်ကောင်းကိုပြောပါတယ်။ မောင်ကောင်းကလည်းမောင်ဖြူပြောတဲ့အတိုင်းရွာပြန်ပြီးစားစရာထမင်းပြန်ယူပါတယ်။မောင်ကောင်းပြန်ရောက်လာတဲ့အချိန်မှာနှစ်ယောက်အတူတူထမင်းစားကြပါတယ်။ထမင်းစားပြီးတဲ့အချိန်မှာမောင်ဖြူဟာဗစက်ထဲကသွေးတွေအံပြီးတည်ဆုံသွားပါတယ်။တကယ်တော့မောင်ကောင်းဟာမောင်ဖြူကိုရွှေတဝက်မပေးလို့တဲ့အတွက်မောင်ဖြူစားမဲ့ထမင်းထုတ်ထဲမှာအစိတ်တွေထက်လာခြင်းဖြစ်ပါတယ်။အဲ့ဒီလိုမောင်ဖြူတည်ဆုံသွားပြီးတဲ့နောက်ပိုင်းမှာမောင်ကောင်းဟာရွှေတွေကိုငါတယောက်ထဲရပြီဆိုတဲ့ဝမ်းသာလွန်စိတ်ဖြင့် တစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာတစ်တာထဲမှာရွှေတွေမဟုတ်ပဲအစိပ်ပြင်းတဲ့မွေတွေဖြစ်နေပါတယ်အဆိုပါအစိပ်ပြင်းတဲ့မွေတွေဟာမောင်ကောင်းကိုကိုက်လိုက်တဲ့အတွက်မောင်ကောင်းဟာအဲ့ဒီနေရာမှာပဲဝေစိတ်တက်ပြီးတေဆုံးသွားပါတယ်တကယ်တော့မောင်ဖြူဟာလည်းပဲမောင်ကောင်းကိုရွှေတဝက်မပေးလို့တဲ့အတွက်မောင်ကောင်းထမင်းပြန်ယူနေတဲ့အချိန်မှာတစ်တာထဲကရွှေတွေကိုဖယ်ထုတ်ထားပြီးအစိပ်ပြင်းတဲ့မွေတွေကိုထည့်ထားခြင်းဖြစ်ပါတယ်ပုံပြင်လေးကတော့ဒါပါပဲဒီပုံပြင်လေးမှာ သင်္ကန်းစာရလိုက်တာက လောဘကြောင့်ဤကိုအရင်ပမာချစ်ခင်ကြတော့တငယ်ချင်းချစ်စိတ်တွေကွဲပြောက်ပြီးလူနှစ်ယောက်ရဲ့အသက်တည်ဆုံသွားရပါတယ်။ဒါဟာလောဘကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လောဘတရားကိုတတိတရားနဲ့ထိမ့်သိမ့်ပြီးလောဘအလိုကိုမလိုက်ကြပါနဲ့လို့ပြောချင်ပါတယ်။ဒီဘဝမှာချစ်ပြီးမညာရင် နောက်ဘဝချစ်တိုင်းညာရအောင်ဘယ်လိုကုသိုလ်မျိုး လုပ်ရပါမလဲဖရာတဲ့။ အဲ့ဒါမှဒုက္ခပဲကိုတော်မစွန်လို့ဖုံးကြီးဖြစ်နေတာเนาะဘယ်လိုဖြေရမလဲအဲ့ဒါကိုဟွန်းရေစရာပြောတာပါเนาะဖြေပေးလိုက်ပါမယ်ဇနီးမယားတွေပဲဖြစ်ဖြစ်ချစ်သူကြီးစားတွေပဲဖြစ်ဖြစ်နောက်ဘဝမှာပြန်ဆုံပြီးချစ်တိုင်းညားကျင်တယ်ဆိုရင်တူလေးတူ ရှိရပါမယ်တူလေးတူကဘာတွေလဲဆိုရင် ၁တမ္မတရာတရာတရားတူမျှရပါမယ်။နှစ်တမ္မတိလတိလတူမျှရပါမယ်။၃တမ္မစာကပေးကမ်းစွန့်ကြဲမှုတူမျှရပါမယ်။၄တမ္မပညာအတွေးခေါ်အယူဆပညာတူမျှရပါမယ်။အဲ့ဒီတူလေးတူရှိမယ်ဆိုရင်ဇနီးမယားတွေပဲဖြစ်ဖြစ်ချစ်သူကြီးသားတွေပဲဖြစ်ဖြစ်နောက်ဘဝမှာပြန်ဆုံပြီးချစ်တိုင်းညာကြရမှာဖြစ်ပါတယ်။